အားလုံးပဲမင်္ဂလာပါရွေးကောက်ပွဲဝင်သူတွေရဲ့အတန်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်မှာတော့မကြာခင်မှာကျင်းပတော့မယ့်ထူထူရွေးကောက်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းတွေကိုဖိတ်ခေါ်ပြီးတော့သူတို့ရဲ့အတွေးအမြင်တွေသဘောထားတွေကိုဆွေးနွေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီစီစဉ်မှာပါဝင်ဖို့အတွက်တော့ပထမဆုံးဖိတ်ခေါ်ထားသူကတော့ဒေါက်တာအောင်မြင့်ဖြစ်ပါတယ်ဒေါက်တာရဲ့ဒီ ဝင်ရောက်ရှင်ပြိုင်မဲ့နေရာနဲ့ဘယ်မဲဆန္ဒနေရာတွေဝင်ပြိုင်မဲ့ဆိုတဲ့အကြောင်းလေးပြောပြပေးပါအောင်ခင်ဗျာနေပြီးတော့နေမြေကျွန်တော်ဇဘူတီတိမြို့နယ်ပြည်သူ့လွတ်တော်အတွက်ကျွန်တော်ပြိုင်မှာပါနော်ဟုတ်ကဲ့တတိပုဂ္ဂလအနေနဲ့ပေါ့ဟုတ်တတိပုဂ္ဂလပါဟုတ်ကဲ့ပါတီမရှိပါဟောပါတီမရှိဘူးကောင်းပါလေခင်ဗျအဲ့တော့ဘယ်လိုပဲပြောပြဆရာရဲ့ကိုယ်စလဲလောင်းတစ်ယောက်အနေနဲ့ဝင်ရောက်ရှင်ပြိုင်မှုစိတ်ကူးလိုက်ပြီးဆိုကြတဲ့ကတော်တော်လေးရောက်သွားခဲ့လို့ရှင်မဲဆန္ဒရှင်ပြည်သူလူထုအတွက် ဆရာပေးခြင်းတဲ့သတင်းစကားပေါ့ message တခုခုတော့ရှိမှာပါအဲ့ဒီ message လေးကဘာလဲဆိုတာကျွန်တော်တို့သိခွင့်ရှိရင်သိပြပါစေအဲကျွန်တော်ရဲ့ message ကတော့တရားမြတ်တာမှုနဲ့ရပိုင်ခွင့်အတွက်အဲဒေါက်တာမျိုးကိုမဲပေးပါပေါ့နော်အဲဘာဖြစ်လို့တရားမြတ်တာမှုလို့ပြောရလဲဆိုရင်တော့ကျွန်တော်တို့ရှိခဲ့တဲ့အစဉ်ဆက်ကပေါ့နော်အများကြီးရှိပါတယ်ကျွန်တော်တို့တရားမြတ်ဟိုပါပေါ့အထူးပြည့်မြေသိရတဲ့ကိစ္စတွေပါပေါ့ဒါတနိုင်ငံလုံးစားတွေ့ပေါ့နော်နောက်တစ်ခုကရပိုင်ခွင့်ဆိုတာကတော့ရှင်းပါတယ်ကျွန်တော်တို့ရဲ့ ဖေးဘွတ်ချကဝိမပါတဲ့ရပိုင်ခွင့်တွေကိုအပြည့်အဝအကောင့်ထဲပေါ်ဖို့ပေါ့အပြည့်အဝပေါ့နော်အဲဒီရွေရက်ပါခုနပြောလို့ပေါ့လေကျွန်တော်တို့ရှိမှလည်းခုနရပိုင်ခွင့်ဆိုရက် right ပါလို့ duty ဆိုရက်အပိုင်းနေတယ်ရှိတဲ့ခါကျတော့ဒီဘိုင်းကိုတော့ဒေါက်တာလွှတ်တော်တွေရောက်သွားတဲ့ခါကျပို့ပြီးတော့ balance ကြည့်အောင်ဆောင်ရွက်နိုင်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်အဲ့တော့နောက်တစ်ချက်ကတော့တွတ်တော်တွေရောက်သွားခဲ့ပြီပဲဆိုပါစို့ဒေါက်တာရဲ့အဲ့တော့တွတ်တော်တွေမှာခုဒီတချို့သော အပိုင်းတွေမှာလည်းဥပဒေတွေပေါ့ပြင်နာတွေရှိမယ် ဥပဒေကြမ်းတင်သွင်းတာတွေရှိမှာဘလို့ဥပဒေမျိုးကိုဒေါက်တာအနေနဲ့ပြင်ဆင်ဖို့ပဲဖြစ်စီအစ်တိုးဝယ်ပဲဖြစ်စီတင်သွင်းဖို့စိတ်ကူးထားပါလေဥပမာအနေနဲ့ကျွန်တော်တို့၃ခုလောက်ပြောပြပါဦးပထမဆုံးကတော့ကျွန်တော်တို့ကပြည်သူစစ်မှုထမ်းဆောင်ခြင်းမှကင်းလွတ်ခွင့်ဆံရအခွန်တော်ဥပဒေပေါ့နော်အဲ့တော့ဒီ military service exemption tax ပေါ့အဲ့အခွန်တော်အဲ့အခွန်တော်ဥပဒေပေါ့အဲ့ဒါဘာကြောင့်လဲဆိုရင်ဒီဥပဒေကဆွစ်ဇာလန်နိုင်ငံမှာရှိပါတယ်ဆွစ်ဇာလန်နိုင်ငံလိုငြိမ်းချမ်းနေတဲ့ နိုင်ငံမှတောင်မှအကြောင်းမျိုးမျိုးကြောင့်စစ်ထဲကိုဝင်လို့မရတဲ့လူတွေရှိတယ်။အဲ့ဒီလူတွေအတွက်ကိုဒီဥပဒေပြဋ္ဌာန်းပေးရတယ်။အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့နိုင်ငံတော်စုအတွက်ကဒါကတကယ်လိုအပ်ချက်ဖြစ်တယ်။သူရဲ့ရင်ဆိုင်နေရတဲ့ struggle အတွက်တစ်ဖက်မှာလည်းပဲအဲ့ဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့အချိန်မှာတချို့လူငယ်တွေကကြောက်ပြီးတော့ကျွန်တော်တို့ကနိုင်ငံခြားကိုအကြောင်းမျိုးနဲ့တိတ်ဆောင်သွားတယ်။အဲ့ခါမှာကျွန်တော်တို့ငွေတွေပါသွားတယ် အဲ့တော့ဘလုံငွေပါသွားလဲကျွန်တော်လဲပြီးသွားတာပေါ့နော်အဲ့တော့ဘတ်ဂျက်တက်တယ်ဒေါ်လာဂျက်တက်တယ်အဲ့တော့မြန်မာငွေမြန်မာစီးပွားရေးကတော်တော်အဲ့ဒါအခက်ခဲဖြစ်တယ်နောက်ပြီးတော့ resource person တွေရှာပါတယ်ဟုတ်ကဲ့အဲ့တော့နောက်မိဘတွေကလည်းတချို့ချို့ဆိုမိဘများစိုးရင်ပူပန်တယ်အဲ့တော့ဒီစိုးရင်ပူပန်မှုတွေကိုညှော်နေအောင်စွန့်စားလိုသေးရှိတဲ့တတ်သိရှိတဲ့လူတွေကဒီနေရာမှာသူတို့ကိုယ်စားဝင် ပြီးတော့အမှုထမ်းကျင်လာအောင်ပေါ့နော်ကျွန်တော်ကရတဲ့ငွေတွေကနေပြီးတော့90ရာခိုင်နှုန်းကိုသူတို့ပေးမယ်30ရာခိုင်နှုန်းက လက်ရှိတိုက်ပွဲဝင်နေတဲ့သူတွေ20ရာခိုင်နှုန်းကသူတို့ရဲ့အုပ်ချုပ်မှုစည်းရိမ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ဥပဒေကျွန်တော်ကဆွဲပြီးပါပြီနိုင်ငံတော်တင်ပြခဲ့ဘူးပါတယ်ဒါပေမဲ့အကောင့်ထဲမပေါ်သေးဘူးအတိုင်းဒါပထမဦးစားပေးဒါဖြစ်ပါတယ်ဒါကကျွန်တော်စူးစမ်းပါမယ်အဲ့တော့ခုနကဆရာပြောတဲ့ဥပဒေကနည်းနည်းဟိုအသေးစိတ်လေးတော့ဟောပြည်သူလူထုနားလည်သွားအောင်ရှင်းပြဖို့တော့လိုမယ်ထင်ပါတယ်ဘလို့မျိုးပေါ့ဘလို့အခွန်တော်ကိုကောက်ချင်တာလဲဘလို့ပုံစံမျိုးလေးလဲအဲ့ဒါလေးလည်းတစ်ချက်လောက်ရှင်းပြပေးပါခင်ဗျဥပမာကျွန်တော်တို့အတိုင်းဒေသကြီးတစ်ခုနဲ့တစ်ခုကမတူကြဘူးလေ ဟိုဖွင့်ဖို့တိုးတက်မှုလုံးလည်းမတူဘူးအဲ့တော့အဲ့ဒီအခွန်ကောက်ခံရေးနဲ့စနစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကကျွန်တော်ကပေါ့ကျွန်တော်ရဲ့ဥပဒေချမ်းထဲမှာပါတာတော့ဘဟုကနေပြီးတော့ကျွန်တော် rigid ပေါ့နော် rigid တင်းတင်းကြပ်ကြပ်ကြီးကျွန်တော်တို့ကစီမံခန့်ခွဲမဲ့အစားသက်ဆိုင်ရာအတိုင်းဒေသကြီးပြည်နယ်မှာပြည်နယ်ဝန်ကြီးချုပ်နဲ့ကျွန်တော်တိုင်းဆက်ထားတဲ့ကျွန်တော်တိုင်းမှုနော်နောက်ပြီးတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော်နယ်လုံးဝန်ကြီးပေါ့နော်အဲကျွန်တော်တို့အဲ့ဒီနယ်လုံးဝန်ကြီးအပါဝင်တို့အဓိကပါတဲ့အဖွဲ့ရနေပြီးတော့ဒီဒီတိုင်းဒေသကြီးမှာအခွန်နှုံးသားကိုဘလောက်တတ်မှတ်မလဲတို့ကတတ်မှတ်ပြီးမယ် တတ်မှတ်ပေးပြီးတော့အဲ့တိုင်းကျွန်တော်တို့ကအသက်အုပ်စုကဘာပေါ့နော်အတွင်းမှာကျွန်တော်တို့အခွန်ဆောင်လို့ရတယ်အခုလက်ရှိစနစ်ကဟိုလွတ်နေတာတွေအများကြီးရှိတယ်အဲ့တော့အဲ့လိုမျိုးအခွန်ဆောင်ရမယ်ဆိုလို့ရှိရင်အသက်အုပ်စု recover အကုန်ဝင်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကနိုင်ငံတော်ကကျွန်တော်တို့ကဒီတက်မတော်အတွက်ကလိုအပ်တဲ့ပတ်စံကကျွန်တော်အပြည့်ရအဲ့တော့အခုဆိုလို့ရှိရင်ဗျာဒါကဟိုမတိကြဘူးလေနော်အခုကကြတော့တေချာပေါ့အခုဟာလာမြေမြေမှာလဲကျွန်တော်တို့ကဟိုအုပ်ကြီးတွေပါတယ် လားပြဿနာတွေဖြစ်နေကြတယ်မလားငွေကောက်တာတွေပါလေဒါတွေကိုလည်းကျွန်တော်ကအကြတိတွေလည်းပျောက်သွားအောင်နော်လူတွေလည်းစိတ်ချမ်းသာတော့ရင်ထဲမှာအေးချမ်းသွားအောင်အဲ့အဲ့ဒီအဖွဲရနေပြီးတော့တတ်မှတ်မယ်တတ်မှတ်ပြီးအဲ့ဒါကိုပတ်စံရှိတဲ့လူကတော့လူငယ်တွေကတော့ဟိုချက်ချင်းဆောင်မှာပေါ့တချို့ကြတော့မေးစရာရှိတယ်ဒါကြီးကပြည်သူအတွက်ဝန်ထုပ်ပုံဖို့ဖြစ်မလားပြည်သူဝန်ထုပ်ဝန်ဖို့မဖြစ်အောင်နော်ပတ်စံမရှိတဲ့လူကအရေးကြကျွန်တော်ဆဲမှာရေးထားပါတယ်အရေးကြဆောင်နေတယ်တို့ဘုအခုမရှိသေးဘူးဒါပေမဲ့ကျွန်တော်ဆောင်မှာသေးကြတယ် အဲ့တော့ဟလာပြန်နှောင်းရရှိတရားတို့မို့တူးကနေပြီးတော့ဒါကိုအာမခံပေးပြီးတော့ဆိုင်းငံ့ထားလို့လည်းရတယ်အဲ့အခွန်ဆောင်ပြီးဆိုရင်နိုင်ငံရောက်ကိုအေးစီထွက်လို့လည်းရတယ်ဘာမှပြဿနာမရှိစေရဘူးအဲ့တော့အဲ့ရတဲ့ပတ်စံကိုမူတည်ပြီးတော့မှကျွန်တော်တို့ကကဲဒီတိုင်းဒီတိုင်းမှာဘယ်သူဝင်မှလဲဝင်မဲ့လူတွေလားဟောငါတို့မင်းတို့ဘယ်လောက်နှုံးပေးမယ်ဒါကိုကျွန်တော်ကပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ကဟောလက်ရှိတိုက်ပွဲဝင်နေတဲ့လူတွေကိုနိုင်ငံတော်ကိုကျွန်တော်တို့က30%ကျွန်တော်တို့ကပေးသွင်းလိုက်မယ်ပြီးရင် တို့ကိုကိုတိုင်းကပြောပြပါတယ်စစ်မှုထမ်းဟောကလူကြီးတယောက်ကအဲ့ဒီစစ်သားစတဲ့စူဆောင်းတဲ့နေရာနေပြီးတော့အဲကျွန်တော်ဒေကျေတက်ရောက်တဲ့အထိအားတို့ကိုဟာပေါ့အခက်ခဲဖြစ်တယ်ဒီစရိတ်တွေဘလူပေးမှလဲပေါ့နော်အဲ့တော့ကိုအောင်မျိုးခမရဥပဒေမှာအဲ့ဒါလေးပဲထပ်ဖြည့်ပေးပါဆိုလို့ကျွန်တော်အဲ့ဒါကို20%ကအဲ့ဒီအုပ်ချုပ်မှုစရိတ်ဆိုကျွန်တော်အဲ့ဒါထည့်လိုက်ပါတယ်အဲ့ဒီဥပဒေကတော့ကြားသိသမျှလူတိုင်းကတော့စိတ်ချမ်းသာတယ်ဒီဥပဒေပေါ်လာလို့ချင်းကျွန်တော်နိုင်ငံစီးပွားရေးရလဲချက်ချင်းကျွန်တော်တို့မိုးကိုပြန်ပြီးတော့ဟလာပြန်ထောင်လာမယ် အားလုံးဝင်လာမယ် resource person တွေပြန်ဝင်လာမယ်အခုဆိုလို့ရှိရင်စီးရင်ကင်ဆိုရင်တိတ်ရှားနေပြီเนาะမရှိဘူးပေါ့เนาะအားလုံးနိုင်ငံခြားထွက်ကြလို့အဲ့တော့တိုင်းပြည်မှာဟိုဟိုပါပေါ့เนาะမိဘပြည်သူတွေလည်းစိတ်ချသာမယ်เนาะတတ်သိရှိလို့စွန့်စားရတဲ့လူတွေလည်းစစ်သေးကိုဟလာဝင်နိုင်တယ်เนาะနိုင်ငံတော်အတွက်ကလည်းပြည်လည်တယ်ဆိုတော့နှစ်ဦးမဟုတ်ပါဘူးသုံးဦးသုံးပဲလေကျွန်တော်တို့ဟလာဝင်းဝင်းပေါ့เนาะအဲဝင်းဝင်းဝင်းပေါ့ဒီအခြေအနေမျိုးကိုကျွန်တော်ကရည်ရွယ်ပြီးတော့ကျွန်တော်က ရေးဆွဲပြီးသားအတင်းဖြစ်ရှိဟောဟောအဲ့တော့ဆရာရဲ့ဟိုပေါ့ဥပဒေကိုပြန်ပြီးတော့ကောက်လိုက်လို့ရှိရင်စစ်ထဲကိုဝင်ဉင်စိတ်ရှိသူရလဲဝင်သွားကြမယ်ကိုမဝင်ဉင်တဲ့လူကြလဲခုနဆရာရေးဆွဲထားတဲ့ဥပဒေအတိုင်းတတ်မှတ်ထားတဲ့အခွန်နှုံးသားဆောင်သွားပြီးလို့ရှိရင်တို့လှုပ်ချင်တဲ့အလုပ်တွေအေးအေးဆေးဆေးလှုပ်လို့ရသွားမယ်ဆိုတဲ့သဘောပေါ့အမှန်တော့ပေါ့ခင်ဗျာဒါကဒီဆွစ်ဇာလန်လိုအေဂျင့်နဲ့နိုင်ငံမတော်မှเนาะအเจ้าမျိုးမျိုးကြောင့်မဝင်နိုင်တဲ့လူတွေရှိပါတယ်အဲ့လူတက်ကိုရေးရွယ်ပြီးတော့ ကဘာပါမှာဒါတရားဝင်ရှိတဲ့ဥပဒေအခွန်တစ်ခုပါပေါ့နော်စိတ်ဝင်စားစားကောင်းပါလားဆရာနောက်ထပ်ဥပဒေလေးတွေလည်းကျွန်တော်ရှင်းပြပါနောက်ထပ်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကဟိုပါပေါ့နော်နိုင်ငံဝန်ထမ်းဥပဒေနိုင်ငံဝန်ထမ်းဥပဒေမှာနိုင်ငံဝန်ထမ်းတယောက်ဟာနော် तू ကတက်ဆိုင်ရာကျွန်တော်တို့ဟိုပါပေါ့အရက်ပဲတရားရုံးတရားဝင်နေပြီးတော့စီရင်ပြီးတာတောင်မှဌာနဆိုင်ရာနေတော့အရေးယူခိုင်းမယ်ဆိုတော့ဒါကဖွဲ့စည်းပုံချက်ကဥပဒေနဲ့လည်းကျွန်တော်တို့ကဆန့်ကျင်နေတယ်လို့ကျွန်တော်ကအဲ့လိုယူဆတယ်ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီတရားရုံးအောင်လွတ်တော်တောင်မှဘာဖြစ်လို့ကျွန်တော်တို့က ကိုယ်ဝန်ကြီးဌာနအကြီးအကဲကဘာဖြစ်လို့သူတရားစွဲမှာလဲဒါဖောက်ဖျက်သွားပြီလေဒါကြောင့်ဒါကိုကျွန်တော်ကဖျက်ရမယ်နောက်တစ်ခုကဝန်ထမ်းပြစ်မှုဆိုရင်ဥပဒေမှာပါတယ်ဒါပေမဲ့နေဥပဒေကြတော့ပြစ်မှုလိုပဲပါတယ်ဘာမှုဘာမှုဆိုတာကိုကြောက်လို့ဦးအီလာဘိုရိတ်ပေါ့နော်ချက်တွေမရှင်းလင်းထားဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့နေဥပဒေကြတော့အဆင်ပြေသလိုရေးလို့ရတယ်အဲ့တော့ဒါကလည်းမျှော်ရိုးလို့ဖြစ်တယ်ဒီဥပဒေတွေကကျွန်တော်တို့ကဝန်ထမ်းတွေအတွက်ကိုကျွန်တော်တို့ကနစ်နာတယ်เนาะနောက်တစ်ခုကညွှန်ချုပ်ကို တမရနေပြီးတော့ဖြုတ်ကျင်သလိုဖြုတ်အဲ့ရတာမျိုးရေးထားတယ်တကယ်တော့ညှဉ်းချုပ်ကဝန်တန်းပဲ तू ကသူ့ကို PED လို့ရမယ်အဲ့လိုမလို့ရင်မတရားဘူး तू ကဟိုမဟုတ်ဘူးကျွန်တော်တို့ဒီ elect elected ပုံကမဟုတ်ဘူးเนาะ selected လည်းမဟုတ်ဘူး तू ကဝန်တန်းနေရနေတက်လာလားပုံမှန်အဖြစ်ပေါ့เนาะအဲဒါဒါမျိုးကျွန်တော်ကဟိုရေးရပါတယ်နောက်တတိယကတော့ဘာလဲဆိုလို့ရှိရင်တော့ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ က်ထပ်ထိမြခြင်းဆံရမှတ်ပုံတွေဥပဒေဆိုတာတခုကတော့ကျွန်တော်တို့ရှိပါတယ်ဥပဒေတွေကလေအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာ မင်းကလေးများကျွန်တော်တို့ဒီဘာသာမတူတဲ့လူနဲ့ကျွန်တော်တို့လက်ထပ်လို့ရှိရင်သူ့ရဲ့အခွင့်အရေးတွေကိုကျွန်တော်တို့ကာကွယ်ဖို့အတွက်ကိုအဲ့ဒါကိုလည်းကျွန်တော်တို့ကဖြည့်ဆွဲပြင်ဆင်ပြီးတော့ကျွန်တော်တို့ ပြဋ္ဌာန်းมาဖြစ်ပါတယ်โอเคဒါကတော့ဆရာအဓိကလောက်သွားမယ်ဥရ3ချက်ပေါ့เนาะဟုတ်ကဲ့တော်တော်လေးတဲ့စိတ်ဝင်စားစားကောင်းပါလေခင်ဗျဒီလွတ်တော်တဲ့ရောက်သွားတဲ့အခါမှာလဲဒီတမကပူပြီးတော့ဆောင်ရွက်နိုင်မယ်လို့ပဲကျွန်တော်ညွှန်နေပါတယ်အဲ့တော့နောက်ထပ်မေးခွန်းတစ်ခုထပ်မေးချင်တာတော့ဆရာရယ်ဘယ်လိုပဲပြောပြောအထူးရေကောက်ပွဲကြီးရလဲမဖြစ်မနေကျွန်တော်တို့ဖြတ်တန်းရမယ်ဟိုကိုယ်စလဲလောင်းနေလဲဝင်ရောက်ပြိုင်ညပြောအဲ့တော့ဒါဆိုရင်အဲ့တော့ဆရာအတွက်မဲပေးကြမယ်မဲဆန္ဒရှင်ပြည်သူလူထုအတွက်ဆရာ ဘလို့အာမခံချက်တွေလုတ်ပေးမလဲဒါမှမဟုတ်ဟိုးအနာဂတ်အထိဆရာရေမျှော်မှန်းချက်ပေါ့ဘာတွေရှိတယ်လဲအဲ့ဒါလေးသိပြရသေးတယ်ပထမအဆုံးကတော့ဒီလက်ရှိအနေအထားပေါ့နော်ကျွန်တော်တို့ဒီဟလာ1960နဲ့ကျွန်တော်တို့နှစ်ခုနဲ့တော်လိုင်းကောင်စီတက်လာတယ်အဲ့တော့64 65ကဆက်ပြီးတော့ကျွန်တော်ပြည်သူပိုင်သိန်းလုပ်ငန်းစဉ်တွေရှိတယ်အဲ့လုပ်ငန်းစဉ်တွေမှာတကယ်တော့ပြည်သူပိုင်သိန်းတယ်ဆိုတာကပြောရလို့ရှိရင်တော့ဟလာကာယကရှင်ကသဘောမတူဆိုရင်ဒါအဋ္ဌိနာဒါနာကတ်မယ်ကံကြီးထိုက်တာပေါ့နော်အဲ့အဲ့ဒါငါးပါးတည်တာတော့ဒါ ချိုးဖောက်တာပေါ့ဒါတွေကိုတုံးဆွဲခဲ့တဲ့အစိုးရဆက်ဆက်ကမချမ်းသာဘူးเนาะ LDC တောင်ကျွန်တော်တို့ကဆင်းရဲမလို့ဒေဝါလီတော့ခလဲရတဲ့အဆင်ရောက်သွားတယ်အဲ့တော့ဒါမဖြစ်သေးဘူးအဲ့မှာအဲ့ဒါအပြင်တက်တက်ကိုကျွန်တော်တို့ကဥပဒေပြင်ပပေါ့เนาะနိုင်ငံတော်အစိုးရကမတိတာလည်းဖြစ်နိုင်တယ်เนาะနောက်တစ်ခုကတချို့ချို့ဆိုအာဏာပိုင်များကဥပဒေကိုအလွဲသုံးလုပ်ပြီးတော့ပေါ့เนาะကျွန်တော်တို့ဒီဥပဒေမဲ့ကျွန်တော်မြေသိမ်းရသိမ်းတွေကအများကြီးရှိတယ်ဒါတွေကိုကျွန်တော်တို့ကဖြည့်ရှင်းမယ်နောက်တစ်ခုကကျွန်တော်တို့ဓာတ်ရီဖြည့်ရှင်းမှာ ပြည်သူနဲ့ကျွန်တော်တို့ လက်ရှိကျွန်တော်တို့တက်မတော်နဲ့ပေါ့နော်ပြန်လဲရင်ကြားစီရေးကိုကျွန်တော်ကဆောင်ရွက်နိုင်မယ်လို့ကျွန်တော်ရဲ့ဒါလက်တလောညီမချက်ဖြစ်ပါတယ်ရေရှည်ညီမချက်ကြီးကတော့ဘာလဲဆိုရင်တော့ကျွန်တော်တို့လူဖွဲ့စည်းကိုနော်ဒီပုံကိုရေးခေါင်းဆောင်မှုနောက်ကိုလိုက်တဲ့ဘဝအနေပြီးတော့နော် rule ကိုဥပဒေကိုအဓိကကြားတယ်နော် rule ကိုစီမင်းဥပဒေကိုအဓိကထားတဲ့လူဖွဲ့စည်းကြီးပေါ့နော် principle ကိုကျွန်တော်တို့ personal မဟုတ်ဘဲ principle ကိုထားတဲ့လူဖွဲ့စည်းကြီးပေါ့ဒါကိုရအောင်ကျွန်တော်အနေနဲ့ကတော့ မျောလင့်နေတစ်ဖက်မှာလည်းဒါအတူတူကျွန်တော်ကဒီ individual listen ဆိုရက်တတိပုဂ္ဂလလူတဝူးချင်းစီရဲ့ democracy ရဲ့အခြေခံဟာလူတဝူးပါ one unit ပါအဲ့ဒီ individual right ပေါ့နော်ဒါကိုကျွန်တော်မြန်မာနိုင်ငံမှာပထမဆုံးကျွန်တော်ကထုတ်ဖော်ကြေညာပြီးတော့စတင်လှုပ်ရှားသူဖြစ်ပါတယ်အဲ့ဒါကအနာဂတ်လူပေါင်းတွေကိုတော့ကျွန်တော်မြန်မာလူပေါင်းကို individual right တွေရှိတဲ့ဟာလာကျွန်တော်က principle လွှမ်းမိုးတဲ့လူဖွဲ့စည်းကြီးအဖြစ်ကို personal ပုံကိုယ်ကြီးဥစားမှုကနေပြီးတော့ရုံးထွက်ဖို့ပေါ့နော် ဒါကိုကျွန်တော်ကအဲ့ဒါကိုမျောလင့်ပါတယ်တချိန်တော့ကျွန်တော်တို့ကဘင်းတော် empire ကြီးဟာဘင်းတော်သေတာနဲ့ပြက်တယ်နော် roma empire အနှစ်ထောင်နဲ့ကြီးခံတယ်အဲ့လိုပဲကျွန်တော်တို့ကပုံကုတ်တူဘောမူမတီပဲနဲ့ပေါ့နော်အဲဒီ principle သွားတဲ့လူဖွဲ့စည်းဖြစ်ဖို့အတွက်ကကျွန်တော်ရဲ့ anti mind ရည်မှန်းချက်ပါဆရာဟုတ်ကဲ့လာရောက်ဆွေးနွေးပေးတဲ့အတွက်ဒေါက်တာကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီရွက်ောက်ပွဲဝင်သူတို့ရဲ့အပန်းအစီအစဉ်မှာတော့ဒေါက်တာအောင်မျိုးရဲ့ဆွေးနွေးချက်တွေကိုကျွန်တော်တို့တင်ပြခဲ့လို့ပြီးပါပြီကျွန်တော်တို့ အစီအစဉ်လေးကိုတော့ဒီမှာပဲခေတ္တရန်နာခွင့်ပြုပါခင်ဗျာ thank you